ချက်စတင်ကိုအပိနေကြရဲ့ဘရာသားညီကိုပရိသတ်တီအားလုံးပဲမင်္ဂလာပေါင်းနဲ့ခံကြောင်းပါစီလို့ဥစွာပရိုမနှုတ်ဆက်တာလိုက်ပါတယ်ဒီလိုမျိုးကျွန်တော်နေဒီကနေ့မနက်ခင်းအတွက်နောက်ဆုံးရရှိထားတဲ့ချက်စီတင်အကြောင်းအရာလေးတွေကိုတစုစည်းတဲ့စုစည်းဖော်ပြတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပထမဆုံးတင်နေတဲ့ကတော့ကျွန်တော်အသင်းရဲ့တိုက်စစ်ကစားသမားဖြစ်သူကိုပယ်မာပါဆိုပယ်မာနဲ့ပတ်သက်ပြီးတော့ updated အဲကျွန်တော်တို့ contract တစ်ခုကို Chelsea တင်းနဲ့ Real Madrid ချိုးဆိုခဲ့တယ်။အဲဒီချိုးဆိုချက်အရာဆိုလို့ရှိရင်ဒီလာမယ့်လွယ် transfer window အတွက်ဇာသမာအတွက် release clause ပါဝင်ခြင်းမရှိဘူးလို့ဖော်ပြထားသလိုဂျာရဲမှာ Cole Palmer နဲ့ပတ်သက်ပြီးတော့ချင်းကပ်တဲ့ club အသင်းပေါင်းများစွာက Chelsea တင်းထံကိုဆက်သွယ်ခဲ့တာတွေရှိတယ်။ဒါပေမဲ့ Chelsea တင်းဘက်ကတော့ Cole Palmer ကိုသူတို့ရဲ့အဓိကအနာဂတ် plan မှာအရေးပါတဲ့ဇာသမာအဖြစ် တတ်မှတ်ထားပြီးတော့ဒီ NDA တွေကနေရှောင်ရှားနိုင်မှုအတွက်ကိုဒီစာချုပ်တစ်ထဲမှာအများကြီးထည့်သွင်းချုပ်ဆိုထားတဲ့အပိုင်းတွေရှိတယ်လို့ကျွန်တော်လည်းနားလည်ထားတာဖြစ်ပါတယ်။ဒါတလုံးမှလည်းဖော်မားကိုယ်တိုင်ကချက်စီးတဲ့နဲ့ပျော်ရွှင်နေတဲ့အပိုင်းတွေရှိတယ်။ဒါပေမဲ့အောင်သိတဲ့အတိုင်းပဲဗျာအသိအနေနဲ့အောင်မြင်မှုတချို့ကိုစခုနိုင်မှုအတွက်တော့လိုအပ်နေသေးတာဖြစ်တယ်ပေါ့နော်။စာသမားတွေရဲ့အာယုံကိုအများကြီးဆွဲယူထားနိုင်မှုဆိုလို့ရှိရင်ပေါ့။ တစ်ဖက်မှာလည်းပြီးခဲ့တဲ့ loyalty transfer ဝင်းဒိုးမှာတော့ငါတိတ်ပြီးတော့လူမသိလိုက်တဲ့ကျွန်တော်တို့ Chelsea အသင်းထံကမ်းလှမ်းချက်လေးတစ်ခုရှိခဲ့တယ်အဲ့ဒါကဘာလဲဆိုရင် Bayern Munich အသင်းထံကနေပြီးတော့ Chelsea အသင်းထံကမ်းလှမ်းခဲ့တဲ့ကမ်းလှမ်းချက်ဖြစ်ပါတယ်အထူးသဖြင့်တော့ကျွန်တော်တို့ရဲ့နောက်ခံစားသမားဖြစ်သူ Kovac နဲ့ပတ်သက်ပြီးတော့ Bayern Munich အသင်းဘက်က Chelsea အသင်းထံကိုတော်တော်လေးကြီးမားတဲ့ offer တစ်ခုဒါကျွန်တော်တို့ ပြုတ်လုခဲ့တယ်လို့ကျွန်တော်သိရတယ်။ဒါပေမဲ့ Chelsea အသင်းကဒါကိုတိတ်ပြီးတော့လူတိမခံဘဲနဲ့အတန်ကျကျမထွက်ခင်မှာပဲ Bayern နဲ့ညှိနှိုင်းပြီးတော့ဒီသူတို့ရဲ့ကာလန်ချက်ကိုပယ်ချခဲ့တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်ကလက်ခံလိုက်မယ်ဆိုလို့ရှိရင်လုံးဝ pure profit ရမှာဖြစ်တယ်။တော်တော်လေးလေး profit ကများတယ်။သို့တော့ကိုဝဲကို Chelsea အသင်းတောင်ရှိသူတွေဘက်ကတေချာပေါ့ဒီစားသမားဟာ Rising Star ဖြစ်တယ်။တို့အတင်းအတွက်အများကြီးအကျိုးရှိမှာဖြစ်တယ်လို့အနာဂတ်မှာတကယ်ကိုအရေးပါတဲ့ player တယောက်အဖြစ်သတ်မှတ်ပြီးတော့ ဒီကလန့်မှုအကျိုးအမြတ်ကိုမကြည့်ဘဲနဲ့ပေါ့နော်ငွေကြေးအကျိုးအမြတ်ကိုခဏခောက်ထားလိုက်ပြီးတော့အသင်းတွက်ပို့ပြီးတော့ကောင်းမွန်တဲ့ယင်းနီမုံနံမှုကိုချက်စီတင်တော်ဝင်ရှိသူတွေကလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်တစ်ဖက်မှာတော့ Triver Chalaba နဲ့ပတ်သက်လို့ရှင်ရင်ချက်စီတင်ရဲ့စိတ်သဘောထားတွေကငကိုအတိုင်းရှိနေစေဖြစ်တယ်လို့သိရပါတယ်အဲပြန်ခေါ်လိုက်တယ်ပေါ့ဗျာကစားသမားလိုအပ်ချက်ရ ချာလဘာကိုဒင်းထံပြန်ခေါ်ပြီးတော့ချာလဘာနေနဲ့လည်းတချို့ပွဲစဉ်တွေမှာကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြတ်တာထားနိုင်တာရှိတော့ညာလဲပဲချက်စီတဲ့ရက်တီမှုကတော့အရင်တိုင်းပဲဖြစ်တယ်လာမယ့်နေရာဒီ transfer window မှာလည်း triple ချာလဘာနဲ့ပတ်သက်လို့ကန်းလန့်လာတဲ့ကန်းလန့်ချက်တွေကသူတို့လိုချင်တဲ့ပမာဏအနေထားနဲ့ ကိုင်းညီမှုရှိတယ်ဆိုလို့ရှိရင်တော့ချက်စီတင်ဘက်ကနှစ်ခါစဉ်းစားနေမှာမဟုတ်ဘဲနဲ့ထရီဗာချာလပါကိုရောင်းချသွားဖို့အတွက်စိတ်ကူးရှိပြီးသားဖြစ်တယ်လို့သိရပါတယ်။ချာလပါကလည်းချက်စီတင်ရဲ့ဂိမ်းရကကစားသမားတယောက်ဖြစ်တယ်ဆိုပေမဲ့ချက်စီတင်ဘက်ကတော့ဒဗိုက်ကိုဝဲလောက်တိတ်ပြီးတော့ဒီကစားသမားပေါ်မှာနှစ်သက်ချင်းအများကြီးမျှော်လင့်ထားခြင်းမရှိဘူးဆိုတာကိုထပ်မံပြီးပြသလိုက်တယ်လို့ဒီတဲ့င်းကိုအခြေခံပြီးတော့ကြောင်းနေတဲ့သုံးသပ်နိုင်တာပဲဖြစ်ပါတယ်။ဆိုတော့ချာလပါအနေနဲ့ လာမယ့်နေ့ရက် transfer window မှာ Chelsea အသင်းထံကနေပြန်လည်ပြီးတော့ထွက်ခွာသွားနိုင်တဲ့အနေအထားမျိုးတွေရှိနေရပဲဖြစ်ပါတယ်။ဆက်လက်ပြီးနောက်ထပ်သတင်းပုတ်အနေနဲ့ကတော့ကျွန်တော်တို့ရဲ့ကိုသမား saturation မှာကိုသမား saturation နဲ့ပတ်သက်လို့ရှိရင်တော့လာမယ့်နေ့ရက် transfer window မှာ Chelsea အသင်းဟာအများကြီးလှုပ်ရှားဖို့အတွက်မရှိနေသေးဘူးပေါ့နော်အထူးသဖြင့်သူတို့မှာလက်ရှိရှိနေတဲ့ဂိုးသမားအစုအဖွဲ့ဟာသူတို့ရဲ့ဂိုးသမား position တွေအတွက်ပေါ့နော်ဂိုးသမားနေရာအတွက်စဉ်းစားတဲ့နေရာမှာလုံလောက်မှုရှိတဲ့ အနေထားမျိုးအခြေအတွမျိုးမှာရှိနေလို့သူတို့အနေနဲ့ယုံကြည်ထားတယ်လို့ဆိုရဲလက်ရှိမှာသူတို့အားကိုးလို့ရတဲ့ကိုသမားကအနေဆုံးသူတို့အသေးမှာ၃ယောက်လောက်ထိရှိနေပြီလို့သူတို့ဘက်ကယုံကြည်မှုရှိတယ်လို့ပဲလူငယ်ကိုသမားတွေလည်းဖြစ်တင်းထားတယ်ဆိုတဲ့အနေထားမှာကိုသမားနဲ့ပတ်သက်လို့ရှိရင်တော့သူတို့အနေနဲ့အစောတလင်းအလောကြီးစရာမလိုဘူးအဲဒီမှာစိတ်မကောင်းကြတဲ့ဒိန်းလေးလို့ပဲပြောရမှာပေါ့နော်ရောဘတ်ဆမ်ချက်ကပြီးခဲ့တဲ့ပွဲစဉ်နှစ်ခုမှာ minor injury နှစ်ခုရှိနေခဲ့တယ်ပေါ့နော်ပြောချင်တာက မိုင်းနာအင်ဂျူရီနှစ်ခုရှိလျက်သားနဲ့ကိုပြီးခဲ့တဲ့ပွဲစဉ်နှစ်ပွဲမှာရောဘတ်ဆန်ချက်ကကစားပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဆိုတော့နံပါတ်1ဂိုးသမားနေရာအတွက်ကတော့ကျွန်တော်တို့အပြောင်းလဲတွေမြင်ရကောင်းမြင်ရနိုင်တယ်အထူးသဖြင့်တော့နီးပြအန်ဆိုမာစ်ကတော့ဆန်ချက်ကိုကြိုက်တာဟုတ်ပေမယ့်တစ်ဖက်ကချက်စီးတင်တာဝန်ရှိသူတွေဘက်ကနံပါတ်1ဂိုးသမား position နဲ့ပတ်သက်လို့ရှိရင်နည်းနည်းလေးနောက်ရာသီမှာပြန်စဉ်းစားဖို့ Petrovic, Rogerson, Sanchez, Mike Banner ပေါ့နော်စားတဲ့ဒီကစားဒီဂိုးသမားတွေထဲကနေပြီးတော့နည်းနည်းလေးအချင်းပြောင်းတော့ မြင်တွေ့ရအောင်မြင်တွေ့ရနိုင်တယ်။အဲ့လိုမဟုတ်ဘဲနဲ့ Anzo Mars Car ကပဲပို့ပြီးတော့မဲအသာစီရသွားမယ်ဆိုလို့ရှိရင်တော့လေ Robert Sanchez ကိုပဲကျွန်တော်တို့ဆက်လက်ပြီးတော့လေမြင်တွေ့ရကောင်မြင်တွေ့ရနိုင်တဲ့အနေအထားမျိုးမှာတော့ရှိတယ်လို့ပြောလို့ရတာပဲဖြစ်တယ်ပေါ့နော်။နောက်ဆုံးသတင်းပုတ်အနေနဲ့ကတော့ကျွန်တော်တို့ရဲ့တိုက်ရှိုက်ကစားသမားတွေထဲက Chelsea တင်းကလာမဲ့ Real Transfer Window မှာအပြောင်းလဲပြုလုပ်ဖို့ပေါ့နော်။အထူးသဖြင့် Sancho ကို Chelsea တင်းကသဘောကျတယ်။သို့တော့ Sancho ထွက်ခွာနိုင်ရည်ရှိတယ်။ ရစ္စတိုဖာအခန်ကူထွက်ခွာနိုင်ခြင်းရှိတယ်လို့ယူဆထားတယ်။ကွယ်လမှာဆိုလို့ရှိရင်ဒူရီဟော့လို့လို့စားသမားတွေပေါ့နော်။ဒီလိုမျိုးလက်သွားတဲ့ position တွေအတွက်ကိုအကယ်၍လိုအပ်ခဲ့မယ်ဆိုလို့ရှိရင်မြန်မြန်ဖြည့်တင်းနိုင်မှုအတွက်ကိုချက်စီတင်းရဲ့တော်ဝင်ရှိသူတွေဘက်ကစကောက်တင်းတွေဘက်ကိုအဲကစားသမားစောင့်ကြည့်လေးလာခိုင်းတာမျိုးတွေကိုအရှိန်အဟုန်မြင့်လှုပ်ဆောင်နေတယ်လို့ကျွန်တော်တို့သိရတယ်ပေါ့နော်။ဆိုတော့ချက်စီသမားကလည်း plan B အနေနဲ့တွတ်ထားပုံတော့ရတယ်ပေါ့နော်။သူစားသမားတွေကအများကြီးအသင်းမှာဆက်ရှိမှာ မဟုတ်ဘူးရှိရင်လည်းရှိမယ်ဥပမာစံချိုလိုစားသမားဆိုရင်50 50ပဲပေါ့ညာဆိုအဲ့လိုအနေထားမျိုးတွေကိုတော့အကောင်းဆုံးချက်စင်းသမကကင်တွယ်နိုင်ဖို့အတွက်မျောလင့်နေရလို့ကျွန်တော်တို့သိရပါတယ်ညဒါကြောင့်ကျွန်တော်နေဒီကနေ့မှလည်းဒီမှာတက်ဆက်ပေးခြင်းနဲ့ချက်စီတင်အကြောင်းအရာလေးတွေပဲဖြစ်ပါတယ်အဆုံးထိကြည့်ရှုအားပေးကြတဲ့ brother ညီကို priority အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်အားလုံးပဲ see you next video ပါနော်